ဂျော်ရှွာဘာကလက်ကျင့်ပြင်ဆင်ခြင်းရက်20ပဲရှိပေမဲ့ USC Flyweight Ranking Number 1ရှိတဲ့ Fighter နဲ့ထိုးရမယ့်ပွဲကိုဘာကြောင့်လက်ခံခဲ့တာလဲအားလုံးမင်္ဂလာပါ KM Fighter မှကြိုဆိုပါရစေဂျော်ရှွာဘာကပြီးခဲ့တဲ့တနင်္ဂနွေရှင်းရနေက Brazil Fighter Bruno Silva ကို TKO အလဲတော့နဲ့အနိုင်ရပြီနောက်တစ်ပွဲထိုးဖို့ USC ဘက်က Shawn Norton နဲ့ကန်လန့်လာခဲ့ပါတယ်ဒီဘောကိုသူလက်ခံလိုက်ပါတယ် ထိုးရမယ့် fighter က rocket number 1နေရာမှာရှိတယ်။ America fighter Brandon Wiley ပဲဖြစ်ပါတယ်။ပထမက rocket number 6နေရာမှာရှိတယ်။ Manek K နဲ့ဝက်စီစဉ်ထားတာပါ။ Manek K က training မှာ6တောက်တိုင်ရန်ရပြီးနှုတ်ထွက်လိုက်ပါတယ်။ဒါကြောင့် Joshua Van ကလူစားဝင်ထိုးရတာပါ။ rocket အရင်ကွာပဲမယ်။ Joshua Van ဝင်လိုက်မှာ predator စိတ်ဝင်စားမှုပိုးပြီးများလာနိုင်ပါတယ်။ ဂျောရှုမန်ဒီဘွဲကိုလက်ခံတာမှန်တယ်လို့မြင်မိပါတယ်။ဘာလို့လဲဆိုတော့သူတို့အခွင့်အရေးကမနေဘူးပါဘူး။အရင်ဆုံးဂျောရှုမန်ဆိုတာဘလိုဖိုက်တာမျိုးလဲပရိသတ်များစုကိုရောစီတိုင်ဝမ်အောင်မြင်မိလာမှာပါ။ဒီဘွဲကအရင်ဘွဲတွေတက်ထိုးကြီးလဲပုံများနိုင်ပါတယ်။နိုင်ရင်လဲပေါ်နိုင်ရဖို့များပါတယ်။နောက်တစ်ချက်က ranking အတော်လေးတက်ဖို့ရှိပါတယ်။ flyweight champion ကပတ်နေတော့အတော်လေးနှိစနိုင်ပါတယ်။ တူးတွက်ဒီဝဲရှုံးလို့ပြဿနာမရှိပါဘူးဘရန်နာဝဲဘက်ကပတ်ဆုံးသွားတဲ့ဖိုင်တာတယောက်လို့ပြောလို့ရပါတယ်ဒါကြောင့်မို့လဲနံပါတ်1နေရာမှာရှိနေတာပါလက်ရှိမှာအတက်က33စတိုင်ဘိုင်းနဲ့ရှင်နာများပါတယ်ရှေးဘွဲကပြိုင်ပွဲဖိုက်တာဘရူနိုဆေးဘာလို့ပါပဲဘရူနိုဆေးဘာတော့ဖိုက်အိုင်ယူမြင်ပါတယ်အရက်လည်းမြင်တယ်ဒီဘွဲကမင်းကက်ထဲမှာပါဝင်ထုတ်တက်ရမှာဆိုတော့ငါးမိနဲ့ငါးကြီးထိုးရမှာပါ ရန်ဝိုင်ဘယ်က9မိနစ်5ကြီးထိုးဘူးတဲ့ဖိုင်တာတယောက်ပါဒီဘက်ကအမတ်အဆုံးဖြတ်ထိရောက်နိုင်ပါတယ်ဂျော့ရှုအပန်ကိုတက်လုံပိုင်းကိုအားဖြည့်လာစေချင်ပါတယ်ဒါမဲ့အချိန်ကတိတ်မရတော့ပါဘူးဘလိုပဲနေနေတည်နေတဲ့အနိုင်လို့ပြောလို့ရပါတယ်ရန်ကင်လည်းအတော်လေးကွာတယ်ပြင်ဆင်ချိန်လည်းနေပါတယ်မတော်လို့ရှုံးခဲ့ရတော့လက်ခံလို့ရတဲ့အနေအထားမှာရှိပါတယ်။နိုင်လာရင်တော့အတိုင်းမသိဝမ်းသာမိပါပါ။ ဂျော်ရှုအဘန်ကသူရွေးစီရပ်ပါစာပွဲကလည်းအခုလိုလူစားဝင်းထိုးရင်းကြောက်လာတာပါအဲတော့ကလည်း decision နဲ့အနိုင်ရခဲ့ပါတယ်ကိုလည်းအပွဲလိုပဲဖြစ်စေချင်ပါတယ်ရေးပြတာတော့တော့အလဲထုံးနဲ့နိုင်ဖို့မဖြစ်နိုင်ပါဘူးရေးပွဲတော့ကတော့လည်းကြံပြလို့မရတော့ပါဘူးစိတ်ရှည်ရှည်နဲ့ကစားမှရမှာပါအမားခံလို့မရပါဘူးပြန်ဖက်တာကလင်းမြန်းပြီးထိုးပေါက်လဲစုံပါတယ် ဒီဘက်မှာသူ့ရအရင်တော့မခက်ခဲပါဘူးဝေကက်လောရတာရောရှေ့ဘက်ကတိုင်ယံပြဿနာလည်းကြီးကြီးမားမားသိမ့်မရှိပါဘူးဒီဘက်က9မိနစ်9ချိန်ဆိုတော့ရှေ့ကပွဲတန်းပိုးပြီးစိတ်ဝင်စားဖို့ကောင်းပါလေကြည့်လို့ကောင်းမဲ့ပွဲတော်လည်းဖြစ်လာမှာပါလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်လို့လည်းကွန်မန့်မှာရေးပေးလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လို့လည်း subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်